နေ့ကတော့မနေ့အေးရတော့တာနဲ့ဟိုတယ်မှာပဲမနေ့စာစားပြီးဟိုတယ်နားမှာရှိရဲစတော်ဝတီတမ်ပေကိုတွေ့လိုက်ခဲ့ပါလေဒီဆရာဝတီတမ်ပေကတော့ ဘာလီရဲ့ဥပဒေသားမျိုးလည်မှာရှိရတဲ့အတွက်ကြောင့်ဟိုတယ်ဆိုရင်လည်းနှီးပါတယ်ကျွန်တော်တို့တည်တဲ့ဟိုတယ်နဲ့ဆိုရင်5မိနစ်လောက်ပဲနားလျှောက်ရပါတယ် ဆရာဝတီဖရာကျောင်းကိုကျွန်တော်တို့ကမနေ့ပိုင်း9နိုင်လောက်ရောက်သွားတဲ့အတွက်ကြောင့်လူတူတွေရှင်းပြီးတော့လည်လို့ကောင်းပါတယ်။ညနေပိုင်းနဲ့ညပိုင်းတွေမှာဆိုရင်တော့ဘာလီရဲ့ traditional dance တွေရှိပါတယ်။ ပြီးတော့ကျွန်တော်တို့ဘာလီစွင်းသွားခဲ့ပါတယ်။ ပခတ်စီဝိတာနဲ့ပါဠိကျောမှာရှိတဲ့အတော့ပြင်းကျေးရှိတဲ့ကမ်းခြေကိုကျွန်တော်လာခဲ့တဲ့ကမ်းခြေကကျွန်တော်ဂေချာကမ်းခြေဖြစ်ပါတယ်။ဒါပေမဲ့တောင်ပြင်ရောက်တဲ့ချိန်မှာကျတော့ပိန်နေရီကျနေတဲ့အတွဲကြောင့်ကမ်းခြေကကျွန်တော်အမြင်နဲ့တိုင်ပါပဲ။ကျွန်တော်တို့ကကျတော့တောင်ပြင်မှာပဲခဏပတ်ပြီးတော့ပြန်လာခဲ့ပါတယ်။တကယ်တော့ဒီကမ်းခြေကတအားလှတဲ့ကမ်းခြေတစ်ခုလည်းဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့ဘောဆိုင်ပီးစ်ဗက်နမ်ဘန်ဒါစ်ပီးစ်ကိုခေါ်တယ် ဥဝတုတံပေနာပစ်ကိုကျွန်တော်သွားလည်ခဲ့ပါတယ်ラポサイビエトゥチャチェガロ စောတောင်ရားနေပြီးတော့ကျွန်တော်တို့ကကမ်းခြေဆင်းရပါတယ်။ တန်းချိန်မှာရေယူကန်းအိတ်သာရှိရအတွက်ပို့ပြီးအဆင်ပြေပါတယ်တော်တို့ယခုချန်ပီယံနှစ်ယောက်ကျတော့အင်ကြီးပါညာလဲပြီးတော့အောက်မှာထိုင်ဖို့အတွက်အခင်ပန်းလေးတစ်ခုပဲ အဲဝယ်ပြီးတော့ပြောင်းပူလေးကင်လေးဝယ်ဝယ်ပြီးတော့ကျွန်တော်ရေကူးဖို့အစစ်သေးလုပ်ကြပါတယ် ူးပြီးတော့ပြောင်းခုကင်လေးစာရီပိုက်တဲ့တင်ပြီးတော့ဥရုဝတ္ထုဘုရားကျောင်းကိုထွက်လာခဲ့ပါတယ် တံပယ်မှာညနေနေဝင်ချေ6နာရီရန်ည9နာရီကြားမှာခပ်ပြတဲ့ရှင်ရာမစီတာဟနုမန်ဇတ်ထုတ်ကိုကျွန်တော်ကြည့်ခဲ့ပါတယ်။ ဒီတာနဲ့ကျွန်တော်တို့ဟိုတယ်ပြန်လာခဲ့ပြီးတော့လိုအပ်တာတွေဝယ်ပြီးတော့မနေ့ကျတော့မနေ့ Friday 9နာရီနဲ့စကပူကိုပြန်လာခဲ့တာဖြစ်ပါတယ် ဟာလီခီးစဉ်ကိုပါဝါပါ2ကာ3ဆိုပြီးတော့တုံးမိုင်းဖွဲပြီးတော့သူတော့ခဲ့တဲ့ခီးမှတ်တမ်းလေးကိုသင်ပြထားတာဖြစ်ပါတယ်ဒီပါဝါရောပါ2ရောပါ3ရောတုံးမိုင်းလို့ကြည့်ရှုအပ်ပေးတဲ့အတွက်ကြောင့်လည်းအများကြီးချစ်ချင်ရှိပါတယ်ခင်ဗျာ